ဒါတွေကကောင်းတဲ့နမိတ်တွေမဟုတ်ဘူးကြည့်လားငါတွေခွဲကပ်လာကြတာဘေးငါတွေပြိဿံတွေငှက်တွေမူတွေကသူကတဘာဝဘေးအန္တရာယ်ကိုသူတို့ချူတိဒါတွေကကောင်းတဲ့နမိတ်တွေမဟုတ်ဘူးကြည့်လားငါတွေခွဲကပ်လာကြတာဘေးငါတွေငါတွေပြိဿံတွေငှက်တွေမူတွေကသူကတဘာဝဘေးအန္တရာယ်ကိုသူတို့ချူတိ မင်းတဲ့ငေါအိုးဦးဇင်းလူသားတွေကသူကတင်ချင်းတိုင်းတာတဲ့ညံမှာတာပေမဲ့အလိုလိုတိတိမှဆိုအဲ့ဒီတိရိစ္ဆာန်တွေကိုမမီဘူးဒါကအန်ဒီရဲ့ရှစ်ပြင်းသမီးတို့ဦးဇင်းကထင်ပါတယ်ရှစ်တုံးကလည်းဟိုတိလာသမားနဲ့ပြည်စုံတဲ့ယတိကိုလေစော်ကားလိုက်လို့အယုံဆိုပန်းမိုးတွေရွာပြီးရင်အတပြတ်မိုးတွေရွာရွှေမိုးတွေရွာငွေမိုးတွေရွာနောက်ပိုင်းတဲမိုးတွေရွာ ကြောက်ခဲမိုးတွေရွာဓာမိုးတွေရွာလှံမိုးတွေရွာဆိုပြီးတော့နော်မင်းအဲ့ဒါလိုသိုးတဲ့နမိတ်တွေဖြစ်ပေါ်လာပါတယ်အရင်ဦးဆုံးတို့ကျင်းအောင်ဆိုပြီးပန်းမိုးတွေရွာငွေမိုးတွေတပြားတွေရှင်မိုးတွေရွာနမိတ်တစ်ပြည့်ပြည့်နဲ့သိုးတဲ့အရာတွေလာပါတယ်အခုတို့ကငားတွေကောင်းနေတာကိုကောင်းတဲ့နမိတ်တွေမထင်ပါနဲ့အဲ့ဒီငားတွေကဒီနောက်ကကြောက်ပါနာကင်ပါလေ နာကိမတိုက်ခင်တရက်နှစ်ရက်လိုမှာလေသူတို့ကငါးရီအများကြီးရောက်လာအဲ့ကန်းသက်ကိုလေအဲ့ဒါသူတို့ကအကောင်းထင်ပြအင်္ဂါကြီးတက်ကောက်နောက်ပိုင်းကကြာရောနာကိမုံလန်းတိုက်လေကိုဒါကကောင်းတဲ့နမိတ်မဟုတ်ပါဘူးငါးရီကန်းကိုကတ်တယ်ဆိုတာကလေဒီနေ့နေ့ဆောင်ပေါင်းများစွာကဗုဒ္ဓဘုရားတော်ရင်းကိုအမေရိကန်မှာရှိခဲ့ရပြီမဲ့အစိုးရကယူဝတ်ထားခြင်း လူကြီးနေတဲ့ပေါင်းများစွာကဗုဒ္ဓရုပ်ဖွားတော်တွေကိုအမေရိကန်မှာကြီးကြီးရပြီမဲ့အမေရိကန်စိုးရွားကအဲဒီဒီဆောက်ကိုအခုချီတိဝက်ဆောင်ရည်လို့သိရပါတယ်ဘလို့တွေ့အမေရိကန်နိုင်ငံနဲ့မြန်မာနိုင်ငံဘယ်နိုင်ငံကပို့ပြီးတော့ဗတ်တိုင်းလောက်ခွင့်ရှိတယ်လို့ထင်ပါတယ်ဦးဇင်းတို့ကဟိုသူတို့ဗတ်တိုင်းလောက်ခွင့်ဘယ်တော့မှစပြောတယ်လဲဆိုလို့ရှိရင်အမေရိကန်ဒုတိယကမ္ဘာစစ်မှာပေါ့သမရတတန်ကိုလင်းကျိန်တိုက် လုတ်တဲ့တမနာလက်ထက်မှာဖတ်ပြရဖြစ်ပါတယ်။လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာတည်ဝဲခွင့်ဒါသူတို့စပြောတာလေ။သူတို့ကအဲ့ဒီမှာစပြောတာ။ဦးဇင်းတို့အရှိတိုင်းမှာကငကိုကလေးကဘာလိုက်လွတ်လပ်ခွင့်ရှိပါတယ်။ဥပမာဗုဒ္ဓခင်မှာဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာယူရတဲ့အများကြီးပဲ။ဘယ်ပရင်မှဖမ်းတာမတွေ့ဘူးဘယ်ပရင်မှချုပ်တာမတွေ့ရဘူး။ သူကသူလိုက်လိုက်လိုက်လံသွေးနှွေးညှင်းခုံနေကြတာပဲတကယ်တော့အဲ့ဒီလက်လက်သားကိုကိုွက်ခွင်းဆိုတာဦးသွန်းတို့အရှိတိုင်းမှာရှိတာပဲပါနောက်ပိုင်းသူတို့ကနေပြီးဦးသွန်းတို့အရှိဘက်ကိုနေချက်တယ်ပြီးရင်အဲ့ဒီအရှိကိုအမှောင်ချလိုက်တယ်အမှောင်ချပြီးတော့ဦးသွန်းတို့ကသူတို့ကိုပြန်တိုက်ယူတယ်ပြီးပြန်ရတယ်ရတဲ့အခါမှာအဲ့ဒီလက်လက်သားကိုကိုွက်ခွင်းလို့လက်လက်သားစုဝေးခွင်းတို့ကနားထဲမှာထူးဆန်းနေတယ်ရှိတာကငကိုတဲ့ဦးသွန်းအရှိတိုင်းမှာရှိတာဖြစ်တယ် မချတဲ့မင်းကမှသူတို့ရှိရင်ငါရမကန်းပေါ့သူကအစ္စလမ်ဘာသာဝင်ချတဲ့မင်းကြီးကအဲ့အစ္စလမ်ဘာသာဝင် ဖြစ်တဲ့ငါရမကန်းကိုဘကုမျိုးကို စားသေးတယ်အခုခေတ်သူတို့ရှိရင်ဘကုတိုင်းဝင်ကြီးချုပ်ပေါ့ပြီးတယ်နော်ပြီးရင်ဟိုနေရှင်နော်အစ္စလမ်ဘာသာဝင်ပဲသူ့လိုနေရပြီးတာပဲမြန်မာနိုင်ငံမှာနောက်ပိုင်းသူကနေပြီးတော့ဘင်းရဲ့အာနာကိုတတ်ထိပ်ပါလို့တာလည်းရင် သူ့ကိုတက်ပြက်တာဖြစ်တယ်။ဦးဇင်းတို့ဦးဇင်းနိုင်ငံတမန်ကိုလေ့လာမယ်သူတို့ရှင်ရှေခေကဘရင်တွေကသူတို့ရဲ့အာဏာကိုမထိပါတပြည့်သူတို့ကနေရာပေးနေတော့မယ်။ဘယ်ဘာသာဝင်မဆိုပေါ့နေရာပေးနေတော့မယ်။ဒါဦးဇင်းတို့မှာမြန်မာနိုင်ငံမှာငကိုကလေးကဘာသာရေးလွတ်လပ်ခွင့်ရှိရဆိုတာပြောတာဖြစ်ပါ။နော်။ဘာသာရေးလွတ်လပ်ခွင့်ဆိုတာသူတို့ကပြောတာမဟုတ်ဘူး။ဦးဇင်းတို့ငကိုလေးကဦးဇင်းတို့ရှင်သန်ပြီးသား။ဦးဇင်းတို့လာအုပ်ချုပ်တယ်ပြီးရင်အမှောင်ချပလိုက်တယ်။ သူတင်တန်ခါနဲ့ဘုံကြီးဘာကွာချားလဲတဲ့ဒါကတော့မေကုမေးရမယ်မေကုဖြစ်တယ်ဦးတင်ဗုဒ္ဓဘာသာဝင်တွေကတန်ခါနဲ့ယဟန်ကိုမကွဲပါဘူးသူကတပါးလဲဆိုလို့ရှိရင်ယဟန်နှစ်ပါးသုံးပါးဆိုလို့ရှိရင်ဂိုင်းကန လေးပါးလေးပါးအထက်ဆိုလို့ရှိရင်တန်ခါအဲ့ဒီတန်ခါမှာတန်မှုတိတန်ခါနဲ့ပရမထတန်ခါတို့ရှိပါတယ်ပရမထတန်ခါကျတော့အဝိယပုဂ္ဂိုလ်ရှက်ကိုပြောတာတန်မှုတိတန်ခါကျတော့ဖျားခက်ခက်ဆက်ပြီးတော့ဦးတင်တို့ဒီနေ့ခိတိယန္တိအာလောယန္နာရီအာလော အဲ့ဒါကိုတန်မှုတိတန်ဃာလို့ခေါ်ပါတယ်ဥဒေယဒီယဟန်တန်ဃာနဲ့ပတ်သက်လို့ရှိရင်တက္ကမတခုရှိရှိတယ်ဒီလားဆိုကြီးညိုရမှာညာတန်ဃာကိုးကွယ်ရမှာရွေးချယ်ထားကိုကယန်တပါးကိုကိုကစိကမဲ့လို့ရှိရင်အဲ့ဒီယန်တပါးရဲ့ကိုကျင့်တရားပညာအယေရှင်တိလဘလောက်ကောင်းတယ်လဲတမာတိဘလောက်ကောင်းတယ်လဲဒါတွေကိုကိုကအကုန်ကြည့်ပြီးမှကိုကွယ်စိကရမှာဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကကိုကိုကွယ်မယန်းကတိလလည်းမရှိဘူးတမာတိလည်းမရှိဘူး ပညာလည်းမတတ်ဘူးဆိုလို့ရှိရင်လမ်းမရောက်ပါလေဒါကြောင့်ကိုကိုကိုယ်မဆီလို့ရှိရင်ရွေးချယ်ပါစစ်စစ်ပါသူကជីညိုရမယ်မြတ်တန်ကဆိုတော့ကကြတော့ကိုကជីညိုမဆီလို့ရှိရင်တန်ကအများကိုပေါင်းကိုကိုယ်လိုက်ပေါင်းပြီးတော့ជីညိုပါပေါင်းကိုကခိုင်းတာမဟုတ်နော်ပေါင်းជីညိုခိုင်းတာဦးဇင်းတန်ကအများဆုံးကကြွရင်ជីကြည့်လိုက် ထိတ်ထဲမှာပဲကြည်နူးနေရပဲတန်ခါတန်းရှိသုံးရောက်ရှင်တယ်အဲ့ဒီလိုကိုကြည်ညိုမယ်ဆိုလို့ရှိရင်အဲ့ဒီတန်ခါအများကိုကြည်ညိုကိုကမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုရွေးချယ်ကိုညာနဲ့ရွေးချယ်ဒီဦးဇင်းကဒီရန်ကတိရကောင်းရဲ့လားတမာတိကောင်းရဲ့လားပညာကောင်းရဲ့လားတရားအထုတ်ရဲ့လားစာပေတင်ကြရဲ့လားဒါတွေကိုရွေးချယ်ပါဒါကိုကိုွယ်မယ်နေရပေါ့ကုံရှုံးရင်တစ်ခါလင်ကုံရှုံးရင်တစ်ဘွား တရားကုံရှုံးရင်တွားပြီဦးသူတို့တန်တရာတစ်ခုလုံးလမ်းမရောက်ပြီဒါကြောင့်ကိုယ်ကမှဆိုလို့ရှိရင်ရွေးချယ်ပါ